MPN Indonesia ရဲ့ Perry အများဆုံး goal line နာ goal line နာလို့ပြောလိုက်ရင်လက်ရှိအချိန်မှာမတာအပြောင်းလဲနဲ့ drop pit တွေမှာ fighter hero တွေဖြစ်ကြတဲ့ CC, Ruby နဲ့ Asma လို hero တွေကိုရွေးချယ်ပြီး Mitchu ကိုကောပုံစံမျိုးနဲ့ဆော့ကြတယ်။အဲဒီမှာမှာ Philippine MPN တွေမှာဆိုရင် H-bound နဲ့ချောင်းလို hero တွေကိုတော့ goal line လိုနေရာမှာထားပြီးဆော့ကြတာမလို့အခုပြောရမယ့် MPN Indonesia ရဲ့ Perry အများဆုံး goal line မှာဆိုရင် regular season အစားတွေအဖြစ်လို့ခုနကပြောသွားတဲ့ fighter hero တွေတော့မပါဝင်သေးဘူး။ အဲ့ဒါဆိုရင်ပထမဆုံးကိုလိမ်မစမဟီရောကဂရန်ဂျာ ဂရန်ဂျာဆိုတဲ့ဟီးရိုကလက်ရှိအမ်ပီယံတွေမှာဒါပြည့်ရအများဆုံးမတ်စမန်တကောင်ရင်းနဲ့ရှိခဲ့တာမဟုတ်ဘဲအရင်ဆော့ခဲ့တဲ့တော်နာမတ်ပြိုင်ပွဲကြီးတွေမှာပါဂိုလင်းကယ်ရီမတ်စမန်တို့နေရာမှာအမြင့်မြင့်တွေ့နေရတယ်လို့ပြောရမယ်။နောက်ပြီးတခြားသောဂိုလင်းမတ်စမန်တွေကမတာနဲ့အလိုက်အမြဲဆော့လို့ရတဲ့ဟီးရိုတွေဖြစ်နေပေမဲ့ဂရန်ဂျာလိုဟီးရိုစီကနေအာလီတမ်မိတ်ကောင်းကောင်းပေးနိုင်တဲ့အပြင် Objective Fight တွေမှာပါဗတ်တယ်ကောင်းကောင်းကြီးလိုက် join ပေးလို့ရတဲ့ကယ်ရီတကောင်ဖြစ်နေတာကြောင့်ဒီဟီးရိုကလူသုံးများနေရလည်းဖြစ်တယ်။ပြီးတော့သူ့ရဲ့ damage ပေးနိုင်တဲ့ long range sonata damage တွေကလည်း team fight တွေမှာဆိုရင်တော်တော်လေးအသုံးဝင်တာကြောင့်အာလီပိုင်း ်လင်းနေတာမဟုတ်ပဲတင်ဖိုက်တွေမှာပါတော်တော်လေးအားသာကြံများတာကြောင့် Granja ဆိုတဲ့ hero ကအသင်းတိုင်းနီးပါးအမြဲလိုလိုပေးရတဲ့ hero ဆော့ကြတဲ့ hero တကောင်မလို့ MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း84ပွဲထိကိုအသုံးပြုခဲ့ကြတယ်နောက်ထပ်နံပါတ်1နေရာမှာရှိနေတဲ့ hero ကတော့ Harry ဟဲဘက်ဆိုတဲ့ဟီးရိုးကလည်းအရင်ကအတင်းတော်တော်များများရဲ့ပရင့်အများဆုံးဟီးရိုးဖြစ်တယ်လို့တစ်ဖက်အင်းရဲ့တစည်းပဲအရမ်းများတဲ့ drone နဲ့ဆော့ရတာမျိုးတွေခိုးလိုက်မှအားလီအတာဆော့တတ်တဲ့အတင်းရင်လည်းဆိုရင်ဟဲဘက်လိုဟီးရိုးကိုပျော်ဖိုင်းလို့စပယ်နဲ့ထုတ်ပြီး landing phase မှာအမြဲရှင်ထိန်းနိုင်အောင်ဆော့တကြရတယ်။နောက်ပြီးသူ့ရဲ့ magic damage ကလည်းတော်တော်လေးများသလို ultimate zaman phoenix ခင်မီပြင်လည်းရတဲ့ရှိနဲ့ damage ပေးနိုင်မှုဟာတစ်ဖက်အင်းရဲ့ initiator တွေနဲ့ frying တွေကိုကောင်းကောင်းပြစ်ခွဲလို့ရတဲ့အကြောင်း MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း65ပွဲထိကိုအသုံးပြုခဲ့ရတယ်။ နောက်ဟီးရိုးတစ်ကောင်ကတော့ Cloud Cloud ဆိုတဲ့ဟီးရိုးကတော်တော်လေးကိုကန်ရခတ်တဲ့ဂိုးလိမ့်နာမတ်စမန်တစ်ကောင်လို့ပြောရမယ်ပြီးတော့ Cloud ဆိုတဲ့ဟီးရိုးကတခြားသောဂိုးလိမ့်မတ်စမန်တွေလိုမဟုတ်ဘဲအချိန်ကန့်သတ်တဲ့ Family တစ်ခုရအောင်အထိကိုဆော့ရတဲ့ Carry တစ်ကောင်ဖြစ်တာကြောင့်တစ်ဖက်အသင်းဘက်က Ali Aggressive နဲ့ဂိုးလိမ့် Gang ကနေလောက်အောင်မှာကိုက Safe Play ဆော့ရတာမလို့တော်တော်လေးကိုကန်ရခတ်တဲ့ဂိုးလိမ့်ထဲမှာပါတယ် အကယ်၍ကိုအသိန်းကလည်းအားလိတာရတယ်ဂိုးလိန်ကလည်း farming speed ကောင်းကောင်းရမယ်ဆိုရင်သူ့ရဲ့ item ထွက်မှုနဲ့ midcane လောက်မှာတဲ့တစ်ဖက်တင်းဘက်က damage dealer တွေမပြောနဲ့ initiator နဲ့ frightener တွေကိုပါကောင်းကောင်းကြီးဖြည့်ရှင်းပေးနိုင်တဲ့ core hero carry ဖြစ်တာကြောင့်ဒီ hero ကိုဆော့မဲ့သူတွေအနေနဲ့ကိုအသိန်းရဲ့လုံပေးနိုင်မှု fundy ပေးနိုင်မှုတွေကကောင်းကောင်းကြီးလိုအပ်တဲ့ hero ဖြစ်တယ် အဲ့လိုဟီးရိုးတကောင်ကို MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း28ပွဲအထိကိုအသုံးပြုခဲ့ပြီးနိုင်ပွဲ14ပွဲရှုံးပွဲ14ပွဲနဲ့ဝင်ဝေးတူညီရာကိုကြည့်မယ်ဆိုရင်ဒီဟီးရိုးကကိုယ်အသင်းပေါ်ဘယ်လောက်မှတူလဲဆိုတာကိုသိနိုင်တယ်။ Brother အနေနဲ့ရောအခုပြောရတဲ့ဟီးရိုးတွေကအခုချိန်ထိဆော့လို့ကောင်းနေတော့လားဘယ်ဟီးရိုးတွေကမတာဝန်နေလဲဆိုတာကိုပြောပြခဲ့လို့ရပါတယ်။ဒီဗီဒီယိုလေးကဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကတပတ်ခန့်တည်းဆိုရင်ကျွန်တော်တို့ရဲ့ Facebook လေးဖြစ်တဲ့ Channel TH ကို Like and Follow လုပ်နေလဲအားပေးလို့ရပါတယ်။ Brother တို့ရဲ့ Message Board အပေါင်းအသင်းတွေဒီဗီဒီယိုလေးကို Share ဝင်ပေးကြပါနဲ့။ ဒိန်းနဲ့ပတ်သက်ပြီးသိနေရှင်เนาะကွန်မွန်မှာကိုယ်ပဲမြင်ရလို့ရပါတယ်